မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနကနေအော်တိုဘာလ28ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တရင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထည့်ဖို့ရန်ပြက်ကွက်နေမှုကြောင့်မြန်မာစစ်ကောင်စောင်များကိုအာဆီယံထိပ်သီးနှင့်ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်နေဆိုတဲ့တရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရွေးကောက်ပွဲမကျင်းပမီအကြံဖတ်များရက်တရက်နှင့်အလုံးပဝင်သောတွဲဆုံညှိနှိုင်းရေးလှုပ်ဆောင်ရမည်ဟုအာဆီယံကအတည်ပြုပါရယ် မြန်မာအကြံဖတ်စစ်တပ်အနေဖြင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ရန်ပြက်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်ဆောင်များကိုအာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးကဆုံးဖြတ်ချက်ထုတ်ပြန်လိုက်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်အော်တိုဘားလ26ရက်နေ့အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးအပြီးအချက်28ချက်ပါမြန်မာအရေးဆွေးနွေးချက်ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးရှင်းကြေညာချက်တွင်အဓိကချက်များအနေဖြင့်မြန်မာစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ရပ်ကို အတိပယ်ရှိသောအကောင့်ထဲဖို့တိုးတက်မှုများမလုဆောင်သေးလျင်အာဆီယံထိပ်သီးအစည်းအဝေးနှင့်နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြန်မာစစ်ကောင်ဆောင်များတရားခွင့်ပြုမည်မဟုတ်ပေနိုင်ငံရေးအရကိုစားမပြုသူကိုသာကြောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပါသည်ထို့ပြင်အာဆီယံနိုင်ငံသားဤဝင်ကြီးများအစည်းအဝေး၏ကြေညာချက်တွင်ရွေးကောက်ပွဲများမကျင်းပမီနိုင်ငံရေးအကျက်တဲကိုဖြည့်ရှင်ရန်ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖို့ပြီးအကြံဖတ်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာချပါသည် မြန်မာနိုင်ငံတွင်အကြံဖတ်မှုများကိုလျှော့ချရန်နှင့်အယက်သားများနှင့်အယက်ဖတ်အခြေခံအဆောက်အုံများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများကိုရှက်တရန်ယုံကြည်မှုတည်ဆောက်ရေးကြိုးပမ်းမှုများကိုမြင့်တင်ရန်တိုက်တွန်းပါသည်။ရွှေကောက်ပွဲများမတိုင်မီအကြံဖတ်မှုများရပ်တန့်ခြင်းနှင့်အားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရမည်ဟုအလေးပေးပြောကြားလိုပါသည်ဟုအာဆီယံနိုင်ငံသား၏ဝန်ကြီးများ၏ကြေညာချက်တွင်ဖော်ပြထားပါသည်။မြန်မာစစ်တပ်ကလာမည့်ဒီဇင်ဘာလတွင်ရွှေကောက်ပွဲကျင်းပရန်စီစဉ်နေမှုနှင့် လေလာဆောင်ကြည့်ရေးအဖွဲ့များကိုဖိတ်ကော်မှုနဲ့ပတ်သက်ပြီးရွေးကောက်ပွဲသည်လွတ်လပ်မြတ်ငြိမ်းချမ်းပွင့်လင်းမြင်သာပြီးအားလုံးပါဝင်သည့်ယုံကြည်စိတ်ချရသောရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ကြောင်းအာဆီယံကထုတ်ပြန်ကြေညာပါသည်။မြမအခြေအနေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာသောလူကုန်ကူးမှုမူရစ်စေဝါမှောက်ကိုရောင်းဝယ်မှုနေရစုံခွာမှုစိုက်ဘာချင်းချမှုများနှင့် online လိမ်လည်မှုများအပါအဝင်ပြည်ပခမှပေါ်ပေါက်လာသောနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုဂိုင်တွဲဖြစ်ရှင်ရေးအားလုံးပူးပေါင်းဆောင်ရွက်ရန်သဘောတူညီခဲ့ကြောင်းသိရပါသည်။ အာဆီယံကမြန်မာနိုင်ငံပြည်သူများငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ဒီမိုကရေစီရရှိရေးအတွက်အကူအညီရန်ကုလသမဂ္ဂနိုင်ငံတကာတို့နှင့်အတူလက်တွဲဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ပြီးအနာဂတ်အစည်းအဝေးများတွင်တိုးတက်မှုများကိုပြန်လည်တုံ့သက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးကျန်းဖို့ပါတီကရွေးကောက်ပွဲပင်မကျင်းပရသည့်ပေလွှတ်တော်အမှတ်28နေရာမပြိုင်ဘဲအနိုင်ရရှိအနိုင်ရကျန်းဖို့ပါတီဤလွှတ်တော်အမှတ်များလုံခြုံရေးအထူးခရီးစိုက်ရန်ညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ အကြံဖတ်စစ်တပ်လက်အောက်ခံကျန်းဖို့ပါတီကရွေးကောက်ပွဲပြင်မကျင်းပရသေးတော့လေလွှတ်တော်အမှတ်28နေရာကိုမပြိုင်ဖဲအနိုင်ရရှိသွားပြီဖြစ်ကြောင်းကျန်းခရီးပါတီသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်။လာမယ့်ရွေးကောက်ပွဲတွင်ကျန်းဖို့ပါတီကအမှတ်လောင်းအရေအတွက်1018ဦးရှောက်လွာတင်သွင်းပြီးအများဆုံးရှင်ပြိုင်ဖြစ်ရာမဲဆန္ဒနဲ့28ခုတွင်ကျန်းဖို့ပါတီနှင့်ရှင်ပြိုင်မည်အမှတ်လောင်းမရှိသေးတဲ့အတွက်အလိုအလျောက်ကျန်းဖို့ပါတီမှ90လောက်များကအနိုင်ရရှိသွားခြင်းဖြစ်ကြောင်းသိရပါရယ်။ ရှင်ပြိုင်မဲ့သူမရှိပဲပြည်ခိုင်ဖြိုးကအနိုင်ရရှိတာစုစုပေါင်း28နေရာရှိပါတယ်။ပြည်သူ့လွှတ်တော်73နေရာ၊တိုင်းဒေသကြီးလွှတ်တော်73နေရာနဲ့တိုင်းဒေသရဲရဖွဲ့ကြီး2နေရာတို့ကိုအနိုင်ရရှိထားပါတယ်။အဲ့ဒီမဲဆန္ဒနယ်တွေမှာပြည်ခိုင်ဖြိုးကကိုယ်စားလှယ်တွေပဲအမှတ်လောင်းအဖြစ်စည်ရင်တင်သွင်းထားလို့အလိုအလျောက်အနိုင်ရရှိတာပါ။အနိုင်ရထားတဲ့အမှတ်တွေအလုံးမိမိလုံခြုံရေးသတိထားဖို့နဲ့နေမည်စိတ်မချရရင်နေပြည်တော်ကိုလာရောက်နေထိုင်ဖို့အတိပေးထားတာလည်းရှိတယ်ဟုကြံခိုင်ရေးပါတီတရင်ရင်းမြစ်ကရှင်းပြပါတယ်။ ကျန်းဖွတ်ပါတီကအလိုအလျောက်ပြိုင်ဘက်မရှိဘဲအနိုင်ရရှိသွားသောမဲဆန္ဒနယ်များတွင်ရွှေကူမြို့နယ်မန်စီမြို့နယ်နောင်မုံမြို့နယ်မင်းကင်းမြို့နယ်ကောလင်းမြို့နယ်တမူးမြို့နယ်ပူတလင်းမြို့နယ်မော်လိုက်မြို့နယ်ကဏီမြို့နယ်ဝင်းတုံမြို့နယ်စာလင်းကြီးမြို့နယ်ရေဦးမြို့နယ်ရေဖြူမြို့နယ်လောင်းလုံးမြို့နယ်တရက်ချောင်းမြို့နယ်ဖဲခုံမြို့နယ်နှင့်မမန်းမြို့နယ်ဦးနေမြို့နယ်နှင့်ကြောင်မဲမြို့နယ်တို့ပါဝင်ကြောင်းသိရပါသည် စစ်တပ်၏ရွေးကောက်ပွဲဥပဒေအခန်းကိုပုံမှန်၄၁ကကြီအရာမင်းစန္ဒာနယ်တစ်ခုတွင်ကိုစလီလောင်တအူးတဲတာရှိလျင်ရွေးကောက်ပွဲကျင်းပစီရမလို့ပဲအဆိုပါကိုစလီလောင်ကိုပင်အနိုင်ရကိုစလီအဖြစ်ကြီးညာမည်ဖြစ်ကြောင်းသိရပါသည်စစ်တပ်ကဒီဇင်ဘာလ၂၈ရက်နေ့ပြုလုပ်မဲ့ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ90ကျော်မှကိုစလီလောင်9000ကျော်ပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ပြီးချမ်းဖို့ပါတီကအများဆုံးဖြစ်ကြောင်းသိရပါသည်ချမ်းဖို့ပါတီကပြည်သူ့လွတ်တော်တွင်အမှတ်လောင်း265ဦး အမျိုးသားလွှတ်တော်တွင်အမှတ်လောင်း156ဦးတိုင်းပြည်နယ်လွှတ်တော်တွင်အမှတ်လောင်း969ဦးတိုင်းသားလူမျိုးစုလွှတ်တော်တွင်28ဦးစုစုပေါင်းအမှတ်လောင်း1018ဦးပါဝင်မည်ဖြစ်ကြောင်းသိရပါသည်စစ်တိုက်အတူရောက်ရွေးကောက်ပွဲတွင်နိုင်ငံတော်ရှင်ပြိုင်မြင့်ပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်းစီယုံမြင့်နိုင်ငံရေးပါတီ52ခုနှင့်တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရပါသည်စစ်တပ်အတူရောင်ရွေးကောက်ပွဲတွင်တိုင်းသားစီလုံးညီညွတ်ရေးပါတီတာဆညာကကိုစလေလောင်694ဦး တသက်ခိုင်ဤပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုစလေလောင်682ဦးရှမ်းနှင့်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားပြူပါတီကကိုစလေလောင်984ဦးကိုကိုကြီးဤပြည်သူ့ပါတီကကိုစလေလောင်932ဦးတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုစလေလောင်428ဦးတိုင်းပြည်နယ်များတွင်ရှင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကကိုစလေလောင်960ဦးနှင့်တတိပုဂ္ဂလကိုစလေလောင်95ဦးပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်။ ဆက်လက်ပြီးစာလင်ကြီးမြို့နယ်ရေခါရွာကိုစစ်တပ်ကစစ်တပ်လေဒီများဖြင့်ပုံများတဲချမှုနေအိမ်များပြက်စီတရုတ်ဝန်ပေါင်ကုမ္ပဏီတွင်တက်ဆွဲထားသောစစ်တပ်ကအောင်ချမ်းစီကြေးရွာကိုဖွင့်ရောက်စီးနှင်၍ပြည်သူများထွက်ပြေးရတယ်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစာလင်ကြီးမြို့နယ်ရေခါရွာကိုစစ်တပ်ကစစ်တပ်လေဒီဖြင့်ပုံများတဲချခဲ့၍နေအိမ်များပြက်စီသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ ရှမနီအော်တိုဘာလ26ရက်နေ့ညနေပိုင်းအကြံဖက်စစ်တပ်ကစစ်တပ်လေဒီများဖြင့်တမန်ကြား PDF အဖွဲ့ကောင်းဆောင်ကိုမေးကြီးအိမ်နှင့်ပတ်ဝန်းကျင်ကိုဘုံရှိလုံးကျေချခဲ့ခြင်းဖြစ်ပြီးကိုမေးကြီးအိမ်နှင့်အနီးရှိအိမ်တို့ပျက်စီးခဲ့ကြောင်းသိရပါတယ်။လူတွေကမထီဘူးအိမ်ရဲ့နှလုံးပဲထီသွားတယ်။စစ်တပ်လေဒီနှစီနဲ့ဘုံရှိလုံးချသွားတာ။လေးလုံးကွဲပြီးနှလုံးမကွဲဘူးခဝေးဝေးတော့နှလုံးကွဲတယ် PDF ကောင်းဆောင်နေအိမ်ကိုစစ်တပ်လေဒီနဲ့ဘုံကျေချတာဟုဒေသခံပြည်သူကသတင်းဌာနကိုပြောကြားပါတယ်။ ထို့ပြင်ဝမ်ပေါင်ကုမ္ပဏီတွင် တက်ဆွဲထားသည့်အကြံဖက်စစ်တပ်ကရမန်နီအော်တိုဘာလ26ရက်နေ့အောင်ချမ်းစီရွာတဲသို့ဝင်ရောက်စီးနှင်ခဲ့တဲ့အတွက်အနီနာကျေးရွာများမှပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်ဝမ်ပေါင်ကုမ္ပဏီတွင်တက်ဆွဲထားသည့်အကြံဖက်စစ်တပ်ကအောင်ချမ်းစီရွာညောင်ပင်ကြီးလျက်စစ်ရုံးကိုဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ဝမ်ပေါင်ကနေထွက်ပြီးအောင်ချမ်းစီကိုဝင်မှွေတာပြီးတော့ညောင်ပင်ကြီးလျက်စစ်ရုံးလေဖွင့်နေ တခြားရွာတွေတော့မဝင်သွားဘူးအနီးနားကရွာတွေကဝင်မဆိုးရင်ပြီးပြေးကြတာဟုဒေသခံပြည်သူများကပြောဆိုပါတယ်လက်တလောစာလင်းကြီးမြို့နယ်တွင်စစ်တပ်ကမြေပြင်စစ်ကြောင်းများထိုးနေပြီးအထူးသဖြင့်တရုတ်ဝန်ပေါင်းကုမ္ပဏီကိုအခြေပြု၍ပတ်ဝန်းကျင်ခြေရွာများကိုနေမည်ရှင်းလင်းရေးဟုအမည်တပ်၍ဝင်ရောက်စီးနှင်မှုများလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများလှုပ်ဆောင်နေကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ် ဆလဘီထရန်နဲ့အာဆီယံတွေမြမအရေးအောက်ဆုံးရောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒိုနယ်ထရန်နဲ့အာဆီယံခေါင်းဆောင်များကွာလာလမ်ပူးတွေတွေ့ဆုံခဲ့ကြတော့လေ၎င်းတို့အားလုံးကချိုင်းကမ်ဘောဒီးယားတို့ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့မှုအပေါ်တာကိုဖာသာချီကျူးဂုဏ်ပြုနေကြပြီးယခုထိဒိုနယ်ထရန်မှမြမအရေးတစ်လုံးတစ်ပါးတာမှမဟာသေးဘူးဆိုတာသိရပါတယ်။မြန်မာပြည်ထနာသည့်အာဆီယံခေါင်းဆောင်များအတွက်ခေါင်းခဲဆရာဖြစ်နေသည်ကိုထရမ်မသိပဲနေမိမဟုတ်တော့လေ ဘာတခုံးမှဝေဖန်ပြောဆိုခြင်းမရှိခဲ့သည်ကစဉ်းစားစရာဖြစ်လာသည်။ဘာမှမပြောခြင်းသည်ကပင် အကောင်ဆုံးဟုယူဆမိသည်။ယခုအချိန်ကြီးလေးရွေးကောက်ပွဲအားကိုယ်စားလှယ်ဆင်လွတ်သည့်မတင်အထူးတန်တမန်ရာထူးကိုဥက္ကဋ္ဌနိုင်ငံသို့နှစ်စဉ်လွှဲပြောင်းတာဝန်ယူခိုင်းမည်အစား၃နှစ်သက်တမ်းမျိုးတဦးတယောက်တည်းကိုခန့်အပ်တာဝန်ပေးသည်မပေးသည့်ဆိုသည်တို့ကိုအကြိတ်အနှဲဆွေးနွေးနေကြဆဲဖြစ်သည်။အချက်၅ချက်မှလွှဲ၍နောက်ထပ်အစ်စ်လေးပေါ်ထွက်လာနိုင်သည်ဟုသောမျှော်လင့်ချက်များပျောက်ပြယ်စ ပြုလာနေပြီဖြစ်သည်။အာဆီယံ၏ထိုသို့ထိထိရောက်ရောက်တုံ့ပြန်အရေးယူနိုင်ခြင်းမရှိဖြစ်နေမှုအပေါ်နိုင်ငံတကာကစိတ်ပြတ်စပြုလာနေပြီဖြစ်သည်ဟုဩစတြေးလျ ABC သတင်းဌာနတွင်ရှင်းတာလာသည်။ယခုလအစောပိုင်းကလည်း EU မဟာမင်းကြီးကမြန်မာကိုလမ်းကြောင်းပြောင်းလဲအောင်ပြက်ပြက်သားသားဆောင်ရွက်ဖို့အာဆီယံကိုတိုက်တွန်းသွားခဲ့ပြီဖြစ်သည်။မြန်မာပြည်ဒေတာရင်းမတည်ငြိမ်မှုများမြင့်ဖြားခံရဖြစ်နေတဲ့၍အာဆီယံအတွက်နံပါတ်1စိုးရိမ်စရာအဖြစ်ယူဆသင့်သည်ဟုလည်းဆိုသည် သို့သောအဖွဲ့ဝင်နိုင်ငံတနိုင်ငံကိုအရေးယူဖို့သည်ငကူကလေးကအာဆီယံ၏ DNA တွေမပါရှိခင် EU ကဲ့သို့အဖွဲ့ဝင်ဖြစ်ဖို့လူအခွင့်အရေးဒီမိုကရေစီနှင့်ဥပဒေစိုးမိုးရေးတို့အကောင့်ထဲပေါ်စရာမလိုပဲအထူးကစည်းမျဉ်းအဖြစ်မင်းအလုတ်မင်းလုံငါအလုတ်ငါလုတ်ဟု၍ဖြစ်သည်၎င်းတို့အဖွဲ့ဝင်နိုင်ငံသည်အာနာရှင်မကား၍ဘာကြီးပဲဖြစ်နေစေကမူအာဆီယံအတွက်မြည်သည့်ပြဿနာမှရှိပုံမရ၎င်းတို့၏1969ကြီးညာချက်ကိုကြည့်မည်ဆိုကာ အဖွဲ့ဝင်ဖြစ်ဖို့အဓိကလိုအပ်ချက်သည်ပထဝီအနေထားမှန်ကန်နေမှုသာဖြစ်သည်ဟုဘန်ကောက်ရှိ မဟီဒွန်တက္ကသိုလ်နိုင်ငံတကာဆက်ဆံရေးဌာန၏လက်ထောက်ပါမောက်ခါဝီလျံချီဂျုံကထောက်ပြသွားခဲ့သည်ထို့သောမြန်မာပြည်ကိုပြက်တနာကိုရှင်းမဟုတ်တော့ပေကီပအင်အားကြီးနိုင်ငံများ၏ဩစာခံဖြည့်ရှင်းဖို့ကြိုးစားနေခြင်းကိုတော့သဘောမတူဖြစ်နေသည်ထို့တော်လည်းဖြစ်နိုင်လျင်မလုပ်လို့ သို့သောအားလုံးကစောင့်ကြည့်လာနေ၍သာစိတ်မပေါ့တပေါ့ပုံစံမျိုးဖြင့်ကင်တွဲရန်ကြိုးပမ်းခဲ့သည့်အစဉ်မျိုးသာရှိပေသည်။မင်းအောင်လိုင်းသည်၎င်းအာနာသိမ့်ပြီးထိတ်သည့်အစည်းဝေးတက်ခွင့်ပိတ်ပင်ခံရကစားကအနာပေါ်ဒုကြသလိုမခံမရက်နိုင်အောင်ဖြစ်ခဲ့တော်လေယခုအခါအရှက်ရသည်ကလွယ်၍နေသားချ၍ခံနိုင်ရည်ရှိသွားပြီဖြစ်သည်။မြမအရေးတွင် လာအိုဗီယက်နမ်ကမ်ဘောဒီးယားဘရူနိုင်းတို့ကဟိုလိုလိုဒီလိုလိုထိုင်းက၆ခန်း မလေးရှားအပါဝင်ကျန်နိုင်ငံများကပြိပခဖြည့်ရှင်းဖို့တက်တက်ကြွကြွလှုပ်လှကြနှင်း၊ကွဲပြဲနေပြီးဘာလို့တင့်သည့်အပေါ်နားလည်မှုမတီးဆောက်နိုင်ဖြစ်နေသည်ဟုဂျုံကဆိုသည်။ဆေယုစုကလည်းထိုးထိုးဖြစ်နေသည်ကိုသိလာ၍အာဆီယံသည်၎င်းတို့အားဒုက္ခပေးလာနိုင်စရာမရှိဆိုကာလက်နက်နှင့်ငွေရရရကြောင်းအဖြစ်ရုရှားတရုတ်တို့ထံသွားလိုက်ပြန်လိုက်လှုပ်လာသည်။ ရှက်ခုအခါမင်းရောက်လိုက်သည်တက်စင်တို့ပြီး၎င်း၏တရားမဝင်အဖွဲအားအတိအမှတ်ပြုလာစီရန်ရွေးကောက်ပွဲလုပ်မည်ဟုပြောလာ၍အာဆီယံအဖို့အချက်ရိုက်လာသည်ညင်ညင်ချမ်းချမ်းနှင့်တနိုင်ငံလုံးအတိုင်းအတာနှင့်လုံနိုင်ခြင်းမျိုးမဟုတ်ဘဲ၎င်းတို့ထိန်းချုပ်နိုင်သည့်နေရာလောက်ကွက်လုံးမည်ရွေးကောက်ပွဲဆိုသည်ကိုလည်းလာရောက်လည်လာရန်အာဆီယံကိုဖိတ်ခေါ်ခဲ့သည်ရှက်ခုအခါထိုးရီးကိုအာဆီယံသည်ညီတို့မြေပုံဆုံးဖြတ်မည်ဆိုသည်နှင့်မြန်မာတွင်မိဟုံဟုံတောက်နေတော်လဲ ရခင်လိုပင်ခြံစည်းရိုးခွာထိုင်နေအောင်မည်လို့ဆိုသည်ကိုအားလုံးကစောင့်ကြည့်နေကြပြီဖြစ်သည်ပြည်သူတို့၏တရားတော်စစ်မှုတ်ချအောင်ရမည်